بسم الله الرحمن الرحيم نحمده ونصلي على رسوله النبي الكريم أما بعد الحمد لله الله سبحانه وتعالى يجيز جونا تنوروية تعليم القرآن مولمياي بيجي تنتوى إسلام بنيچة أمي في أسيزين أبين تيا ليزا ليغو تنسى تولوين بي نبي في باري إذا ما تنوروزي بو بيبو مي لاري ميغون ويتهيغا ميغون چاوكو جنورو يويچه تابارة အဲ့ဒီမိကုံးတွေကိုဖြေချားပေးမဲ့ဆရာနှစ်ပါးကိုလည်းဖိတ်ကြားထားပါတယ်တပါးကတော့ဂျာမီယာအာရဗီယာခွဒမ်အစ္စလမ်ကျောင်းတော်ကြီးရဲ့ဟာဒီစ်အတန်းကြားဆရာတဦးဖြစ်တဲ့ဟဇရတ်မော်လနာမူဖတီဟဆန်မဟမူဒီဆာဟစ်ဘဖြစ်ပါတယ်နောက်တစ်ပါးကတော့ကျွန်တော်တို့ကျောင်းတော်ကြီးရဲ့ဟာဒီစ်အတန်းကြားဆရာတဦးဖြစ်တဲ့ဟဇရတ်မော်လနာမူဖတီအူဘိုင်ဒူလာကာစီမီဆာဟစ်ဘဖြစ်ပါတယ် ပထမမေးခွန်းကိုတော့ဆရာမူဖတီဟာဆန်ကဖြေကြားပေးมาဖြစ်ပါတယ်။ကိုဇွဲကျော်ဟင်းကမေးထားပါတယ်။ကျွန်တော်တို့လင်မယားရဲ့ရောက်ခမရဲ့၃ဦးဟက်တွားရင်ပိုင်လားသိချင်ပါတယ်။ရောက်ခမနဲ့တမက်ဟက်တူတူတွားလို့ရမရသိချင်ပါတယ်ဆရာ။ بسم الله الرحمن الرحيم نحمده ونصلي على رسوله الكريم ابو ميرار ميغو ما يقوم انا تمنى بو خشترو طوالو يا لا ميا بلا سرادان پتبی جنرو شریعت ما بالک پھت وارے امیور می تو اوگا 48မိုင် ခရီးရှိတဲ့ခရီးတစ်ခုကိုသွားမယ်ဆိုရင်အဲ့ဒီအမျိုးသမီးကသူ့နဲ့သူသူ့ရဲ့ယောက်ျားပါရမယ်သို့မဟုတ်သူ့နဲ့နေကာအများရဲ့ဟာရန်ဖြစ်တဲ့အမျိုးသမားမျိုးရမျိုးရသူ့ပါဆိုတော့အဲ့လိုမပါဘတော့သူခရီးထွက်ပိုင်ခွင့်မရှိဒီတိုင်းမှာဟတ်သွားရလဲတို့ပဲကျွန်တော်တို့ဟတ်မှလည်းအဲ့လိုပဲအမျိုးသမီးသူ့ကသူဟတ်သွားဖို့တော့သူ့မှာမဟရမ်မရှိဘူးဆိုရင်သို့မဟုတ်သူ့မှာအမျိုးသားလည်းမရှိဘူးမဟရမ်လည်းမရှိဘူးဆိုရင်အဲ့ဒီအမျိုးသူမှာဟတ်ချက် ဟလာတာဝန်မထိုက်အဲ့တော့ဒီမှာအခုနေရတဲ့မိဘမှာဟလာဒါနဲ့ပတ်သက်ပြီးတော့ဖတ်တော်ချမ်းနေမှာဟလာပုံသားအမျိုးမျိုးနဲ့ဟလာဒါနဲ့ပတ်သက်ပြီးအမဲရှိတာလေအမျိုးမျိုးတူကနေကအများရန်ဟာရန်ဖြစ်တဲ့တော်ဆမှု၃မျိုးရှိသူကဆွေမျိုးသားချင်းကိုအခြေခံပြီးတော်ဆတာဥပမာဖြစ်ပေါ့အဖေနဲ့တမီးနဲ့တားနဲ့အမေနဲ့ဒီတော့မောင်မအရင်ချတယ်ဦးလေးအရင်နေအတော်အရင်နေဟလာအဲ့ဒါတွေအားလုံးကနေကအများရန်ဟာရန်ဖြစ်တဲ့အတွက်ကြောင့် အမျိုးမီးသူကအဲ့လိုနိကာဟာရံဖြစ်တဲ့အမျိုးသားတော်ဦးနဲ့ဟတ်သွားလို့ရဒုတိယအချက်ကဘာလဲဆိုတော့ဟလာအုံနာပြောတဲ့မျိုးမီးတော်ဦးရဲ့ရင်သားကနေဆင်းတဲ့နို့ကိုဟလာဒသိရောက်သွားပြီးတော့ခလီတောင်းနဲ့ခလီဒသိဒသိခလီတောင်းနဲ့ဒသိခလီမတယောက်ကအရွယ်မြောက်တဲ့ဒီတို့တော့တဲ့အချိန်မှာဒီနို့ကအဲ့ဒီမျိုးမီးရဲ့နို့ကိုတောက်လိုက်ပြီဆိုရင်အဲ့တော့ကျွန်တော်နစ်ဘတ်ရရသွားအလို့ခေါ်တယ်အဲ့ဒီနို့ကိုအခြေခံလို့လဲနေကာဟာရံဖြစ်သွားတယ်နို့တောက်တဲ့မောင်နှမလို့ခေါ်တယ်နို့တောက်တဲ့မိခင်နို့တောက်တဲ့မောင်နှမ အဲ့ဒီလိုတော်ဆမှုကလည်းဟာလာနီကာကိုဟာရမ်ဖြစ်စီတဲ့အတွက်ကြောင့်အဲ့ဒီနှူးလဲဟက်စတူတွားလို့ရဟိုသူမမေးရတာကတော့တော်ဆနေတခုပါပါလဲဆိုတော့နီကာကိုအခြေခံမတော့ဟာလာတော်ဆတော်ဆတာပေါ့ဥမာယောက်ျားလေးတောင်းတဲ့အမျိုးသမီးတူကဟာလာနီကာလုံးလိုက်ပြီးဆိုရင်အဲ့ဒီနီကာလုံးတတ်တဲ့ဒီအမျိုးသမီးအမျိုးသားကိုအခြေခံမနဖက်ဆွေမသားချင်းတွေကတော်ဆတ်သွားတယ်တစ်ဖက်ကအမျိုးသားကလည်းသူနီကာလုံးတဲ့အမျိုးသမီးရဲ့မိခင်ကသူ့အတွက်အမေဖြစ်သွားတယ်ဟာလာယောက်ျားမတော်သွားတဲ့ပုံမှာနီကာအများနဲ့ဟာရမ်ဖြစ်သွားတယ် ဒီတိုင်းမှာဟာလာအမျိုးသမီးကလည်းအရယောက်ကြရဲ့ဟာလာအဖေဖြစ်တဲ့ဟာလာယောက်ခတိနဲ့အမြဲတမ်းနေကဟာရန်ဖြစ်သွားဆိုတော့အခုမိလာနဲ့မိကောမှာတမန်နဲ့ယောက်ခမနဲ့ဟတ်သွားလို့ရလားဆိုတော့မေဟရမ်ရဲ့အုပ်စုထဲမှာပါတယ်အဲ့တော့ပါတဲ့တော့ကြောင့်တမန်နဲ့ယောက်ခမနဲ့ကဟတ်သူသွားခွင့်ရှိတယ်ဒီတိုင်းမှာယောက်ခတိနဲ့ချွေးမနဲ့လည်းဟတ်သူသွားခွင့်ရှိတယ်ဆရတကခွင့်ပြုလာတယ်ဒါပေမဲ့တခုတည်းမှာကျွန်တော်တို့သတိထားရမှာကဟာလာဘုကာပညာရှင်တွေကအိုလမိုင်ပညာဟာလာဖတ်သွားကြားရှင်တွေကဘာရေးလဲဆိုတော့ တဖက်ကယောက်ခမနဲ့ယောက်ခတိနဲ့ချွေးမနဲ့ဒီတိုင်းမဲ့ယောက်ယောက်ခမနဲ့တမနဲ့နေထိုင်မှုစနစ်ကလည်းစီးတခုရှိရတယောက်နဲ့တယောက်ဟာလားမိခင်ရဲ့ပုံမှာတားရဲ့ပုံသဏ္ဍာန်နဲ့နေထိုင်မှုစနစ်ဖြစ်ရဟိုတားရင်းနှီးပြီးတော့အဲ့လိုမျိုးအနေထားမျိုးဖြစ်နေတဲ့ခါကျရင်ကျွန်တော်သတိထားမှာဒါဖိတနာရဲ့စိုးရိမ်တွေရှိတာပေါ့ဆိုတော့ဖုကာပညာရှင်တွေကသူကဆရတ်တခုဟာလားစီကန်တခုဘာခံလဲဆိုတော့ဘာမှပြတ်တော့ဘုံတရားမရှိဘူးဆိုရင်တော့ဟာလားဟတ်တော်လို့ရဒါမေဟရမ်ရဲ့စေနာမှာအရင်ကဦးလုံးက မေရံမြေမေရံဖြစ်တော့တဲ့ကြောင့်ငဦးလုံးဟတ်သွားလို့ရဒုတိယမိကုံးကိုတော့ဆရာမူဖတီအိုဘိုင်ဒူလာကဖြေကြားပေးမှာဖြစ်ပါတယ်လက်ရှိ ပြင်တဲ့နိုင်ငံမှာနေထိုင်နေတဲ့မိုဟာမက်ဆူလ်တွမ်ဘိုင်ကမိထားပါတယ်ကျွန်တော်ရောက်နေတဲ့နိုင်ငံမှာဂျွန်မာနေ့မှာပလီမာနမတ်စတော်ဖတ်ရင်အာဇမ်ဆိုပြီးတာနဲ့ခေါ်တပါဖတ်ပြီးတာနဲ့နမတ်ကိုတန်းဖတ်တာပဲ အဲ့ဒီတော့ကျွန်တော်ပလီရောက်တာနဲ့အာဇံမစိုးသေးလဲစွန်နဲ့၄ရက်ကအဖတ်လိုက်တယ်အဲ့ဒါရပါသလားဆရာနောက်ပြီးဆရာစွန်နဲ့၄ရက်ကို၂ရက်အစီခွဲ၍ဖတ်လို့ရပါသလားယေရှုပြု၍အလင်းပြပေးပါအောင်ဆရာဘစ်မ illah ရဟ်မန်ရဟိမ်အာမီဒွန်ဝမ်ဆလီယာဝဘီလာဟီတောဖီကစွန်နတ်နမတ်အဒါဖြစ်ဖို့အတွက်အာဇံစူပီးရမယ်ဆိုတဲ့ရှရတ် سیکن جا تحمد حرام یو مشیو فرض یا ایما سنت قبل یا گو ازان پی ما و پیو ما پائم ہے سورہ سیکن جا تحمد حرام یو مشیو اے تو جو نماز یا اچھے ہی ہوئے میرے نو پائم ہے ازان ما پی دیکھے ما سنت سنت قبل یا گو فرض یا ایما شید سنت گو و پیو لائم ہے سنت کا ادا پھر ایری سنت کا پائم ہے میں اذان پیر نو بائما سنت نماز گو سنت قبلی گو وہ پیوچھے گا اکاؤں دوں پھر امومیہ دوں پھر بے فرض نماز دیئے ایما سنت قبلیہ شیرے ایری سنت نے فرض نماز یہ جا رہے ما دنیاوی کے ساتھ کو, کو کو مچھا تھا چھے ہاں افضل پھر امومیہ دوں پھر اے تو جو آزان پی پیما سنت قبلی گو وہ پیوچھے ہاں دا امومیہ دوں پھر اے لو بہت چھوڑو دیتا رہی ما چھوڑو تائم پیری ما جمعہ نیما جمعہ نیما اچھے ہوئے نانے نا نا. جمعہ اذان سولیت ဂျူမာရဲ့အချိန်ဝင်တာနဲ့အာဇမ်ဆိုလိုက်တယ်အာဇမ်ဆိုပြီးတာနဲ့တမ်းပြီးခုတ်ဘာဖတ်တယ်ပြီးတော့နမာစ်ဖတ်အဲ့တော့အဲ့ဒီအဲ့လိုတိုင်းပြီးမျိုးမှာအဲ့လိုဒေတာမျိုးမှာဆွန်နတ်ဆွန်နတ်ဒီကော်ဘလီယာဖတ်ဖို့တော့အချိန်မရှိဘူးအဲ့လိုမျိုးမဂျဘူအချင်းနဲ့အချက်တွေရောက်သွားပြီဆိုရင်အဲ့လိုနေရာမှာအဲ့လိုအချိန်မှာဆိုရင်ဖရက်စ်နမာစ်ပြီးတဲ့နောက်မှာဂျူမာရဲ့ဖရက်စ်ပြီးတဲ့နောက်ပိုင်းမှာဖရက်စ်ပြီးတဲ့ဆွန်နတ်ကိုဖတ်ဖက်ပြီးရင်ဆွန်နတီကော်ဘလီယာကိုဖတ်မယ်ဆိုရင်လည်းဘာမှကရာဟတ်မရှိဘဲနဲ့ဆွေဟီဖြစ်မှာအဲအဲ့လိုပဲခဏကမေးထားတယ်

တတိယမိဂုံးကိုတော့ဆရာမူတီဟာဆန်ကဖြေချပေးမှာဖြစ်ပါတယ်။ထိုင်းနိုင်ငံမဲဆောက်မျိုးကအီစာပိုင်ကမိထားပါတယ်။ကွယ်လွန်သွားတဲ့မိဘတွေကအသက်နဲ့ခန္ဓာချုပ်ငြိမ်သွားပေမဲ့ဝိညာဉ်ကရက်ပေါင်း40တတိအိမ်ရဲ့ဒဇက်မိတ်ကိုအဝင်အထွက်လုပ်နေပြီးအိမ်ရဲ့အခြေအနေကိုလာလာကြည့်နေတယ်။ဘယ်သားဘယ်သမီးတွေကငါတို့အတွက်ကောင်းမှုကုသိုလ်တွေရဖို့ဇေယရက်ဣဆောလီသဝတ်ဖြစ်စေ စစ်ကေတွေဖြစ်စေ ကျမ်းတော်များကုရ်အန်ဖြစ်စေဖတ်ပြီးပို့ပေးမလဲဆိုပြီးလာရောက်မျှော်လင့်နေတယ်ဆိုတာအမှန်ပဲလားဆရာတာသမီတွေရဲ့အခြေအနေကို လာလာကြည့်နေတယ်တာသမီတွေအစအစအရာရာအစဉ်ပြေရက်လာတာသမီတွေက မောင်နှမအချင်းချင်းစကားများမထဲမြတီဖြစ်စေမိဘတွေကိုတရိယာ၍ငိုဒီဖြစ်စေမိဘကကဘတ်ထဲမှာခေါင်းမအေးဖြစ်နေရလိမ့်မယ်ဆိုတာဟုတ်ပါသလားဆရာ بسم الله الرحمن الرحيم အခုမိရတဲ့မိဘနဲ့မှာမိဘနေရာတော့ဟလာအများကြီးပဲအချက်လက်တွေကတော့များတာပဲဒါပေမဲ့အခုကျွန်တော်တို့ဟလာတိထားမှာကကျွန်တော်တို့အစ္စလာမ်သာသနာမှာကျွန်တော်တို့လက်ခံရတဲ့အစ္စလာမ်သာသနာမှာဟလာလူတယောက်ကဝိညာဉ်ချုပ်ငိမ်ချုပ်ငိမ်သွားတာပေါ့အသက်ထွက်သွားတယ်ဆိုရင်ကျွန်တော်တို့ရဲ့အကာအစ်ပေါ့ကျွန်တော်အဲလီစနောဘဂမာဒ်အကီဒါကပါလေ အဲ့ဒီရူးကဟာလာဆုံးတဲ့လူကကာဖာဖြစ်ပါသေးမွတ်မင်ဖြစ်ပါအဲ့ဒီရူးကအလတ်တမထားတဲ့နေရာတွေရှိတယ်ရူးကအဲ့ဒီကိုသွားလိုက်အဲ့ဒီကိုသွားလိုက်ဆိုတော့သွားပြီးတဲ့နောက်ပိုင်းမှာဟာလာဟာဒီစ်ရီဝတ်မှာလာတယ်ဟာလာဝိညာဉ်ကိုပြန်မတော့ကဘရမရှိတဲ့မူရဒာဒီဝိညာဉ်ကပြန်လာတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့သိတယ်ကျွန်တော်တို့ကဘရရောက်မြေလာဟာဒီစ်တော်မှာလာရှိတယ်မင်းကို၃ခုမင်းမယ် ပရိသနာပါလာပြီးမိငုံတုံးဖို့မိမယ်အဲ့ဒီမိငုံကိုဖြေးချဖို့အတွက်အဲ့ဒီဝိညာဉ်ကဟာလာအဲ့ဒီဆွိုင်းဘေးကဘာစီကိုပြန်လာတယ်အဲ့ဒီသူတတ်မှတ်တဲ့နေရာကနေသူ့ထားတဲ့နေရာကနေသူပြန်လာလာပြီးွားရင်အဲ့ဒီမိငုံတုံးဖို့မိမယ်အဲ့ဒီမိငုံတုံးဖို့ဖြေးလို့ရတယ်ဆိုရင်ဟာလာမိငုံတုံးဖို့ဖြေးလို့ရတယ်ဆိုရင်ဟာလာအဲ့ဒီမိုမင်ကသူ့အတွက်ဟာလာကဘာကဟာလာမိစတုံးကျဲသွားမယ်ဟာလာဟာဒီဆိုမှလာရှိတဲ့မိစတုံးကျဲသွားမယ်အလာသူ့ကိုအဲ့ဒီကဘာကိုလင်းဝင်းစေမယ် ဟလာပြီးသွားပြီဆိုရင် तू ကဆွဲပြီးကဘာကအဲ့ဒီဝိညာဉ်ဟလာဝင်လာတဲ့အဲ့ဒီကဘာရှင်က तू ဖရစ်စာတွေကိုရှောက်ထားမယ်ကျွန်တော်အိမ်လိုအင်းသားတွေကိုကျွန်တော်ပြန်ခြင်းတယ် तू ရှောက်ထားမယ်တဲ့ဒါပေမဲ့ဖရစ်စာတွေကပြောခင်ဗျပြန်လို့မရဘူးခင်ဗျဒီမှာအိတ်လိုက်ရဟလာဘလို့အိတ်လဲဆိုရင်သူတို့တာပြောင်းအိတ်တို့လိုမျိုးပေါ့အခုနကကဘာမှာမင်းကိုတုံးကိုဖြေလို့ဖြေဝင်ရတဲ့ပုံမှာအလာသူ့ကိုသူတို့တာပြောင်းလို့သူ့ကိုဆက်ဆံတယ်သူတို့တာပြောင်းလို့အလာသူ့ကိုတိတ်လိုက်ပြီးတော့ပြန်မနှိုးတော့ဘူးဘယ်ချိန်ထိသွားမလို့ဆိုရင် ဟာလာကြာမင်းကပြန်လဲရှင်ထားတဲ့အချိန်ဒီသူ့ကဘာရမှာအဲ့ဒီတိုင်းပဲဟာလာအဲ့ဒီ cyber cover ကိုထားလိုက်ဆိုတော့အခုနောက်မှာမေကုမပြောရတာရက်40တတိဝိညာဉ်ကအိမ်လေးကိုလာတယ်တွားတယ်ဒါနည်းကိုလက်ကြည့်တယ်ဆိုတာကဘယ်ဟဒီးစ်ရဲ့ riwayat မှာဟာလာဘယ်ကျမ်းစာမှာကုရ်အာန်ဘယ် ayat မှာမှာအဲ့လိုလာရှိတယ်ဆိုတာမိချွေရတာမရှိဘူးဒါပေမဲ့အချို့ riwayat တွေရှိတယ်အဲ့လိုမျိုးချို့ကျမ်းစာ riwayat တွေတွေ့လိမ့်မယ်ချို့ဆရာတွေအဲ့လိုပြောတာတွေလည်းရှိတယ်ဒါပေမဲ့အဲ့ဒီ riwayat တွေအားလုံးကလုံးဝ sanad မရှိဘူးသူတို့ ်ခိုင်လုံတဲ့စနတ်မရှိဘူးတော့စစ်ပြန်လာတဲ့ riwayat တွေဖြစ်တော့တော့ဒါကိုဘယ်ဥလမာပညာရှင်မှမဟာလာဒီအဆိုတွေကိုလက်မခံတော့ဘူးဒါကြောင့်ကျွန်တော်တို့သိထားမှာပါလေဝိညာဉ်ကဟာလာဒုနီးယားနေချုပ်ငြိမ်သွားပြီဆိုရင်ဟာလာအလောရှမတ်ကဝိညာဉ်ထားမဲ့နေရာနှစ်ခုတတ်မှတ်ထားတဲ့အီလီယင်းနဲ့စစ်ဂျင်းဆိုတော့တော့အီလီယင်းဆိုတာကတကယ်စစ်မှန်တဲ့အီမာရှင်နေအလလက်ကနဲ့မန္တာတွေကိုထားမဲ့ဟာလာဝိညာဉ်ရဲ့နေရာတစ်ခုဖြစ်တဲ့စစ်ဂျင်းဆိုတာဒီခုနထအောင်မှာဟာလာကာဖာမုရှိဒ်ရဲ့ဝိညာဉ်ကိုချုပ်ငြိမ်မဲ့အချုပ်ချမဲ့ဟာလာနေရာတတ်မှတ်ထားတယ် ဲ့ဒီနေရာတွေကိုသူအဲ့လိုဝိညာဉ်ကထွက်သွားတယ်အဲ့ဒီနေရာကိုအော်တိုရောက်သွားတယ်ဆိုတော့အဲ့ဒီကနေတော့သူအိမ်လုံးအိမ်သားတွေကိုပြန်လာတယ်ဘာမှအကြောင်းမရှိတော့အဲတစ်ခါတစ်ခါဒီလိုမျိုးကျွန်တော်တို့ဟာလာကြုံတက်တယ်ဟာလာကျွန်တော်တို့ကြုံကြုံလေးကြုံထားရှိတယ်ဆိုတော့အဲ့ဒီမှာပညာရှင်တွေကပြောတစ်ခါတစ်ခါဒီဝိညာဉ်ကဟာလာဝိညာဉ်အောင်ဆောင်ပြီးတော့ရှိုက်တန်ကအဲ့ဒီပုံစံနဲ့ရှက်ကလ်ပြောင်းပြီးတော့လာလေးရှိဂျင်နာတေရှိမယ်ရှက်ရသွင်းနေရှိမယ်အဲ့လိုလာလေးရှိတယ်ဒါပေမဲ့အဲ့ဒါလာတယ်ဆိုတော့အဲ့ဒီဝိညာဉ်လာတာမဟုတ် တော့ဝိညာဉ်အဲ့ဒီမှာပုံစံတွေအများကြီးရှိတာပေါ့ဒါတွေကစကားတွေကဒါတွေရှင်းပြရင်အများကြီးအကျယ်တဝန်းဟလာကျယ်သွားမယ်ကျွန်တော်တို့သိထားပါပါလေသူ့လိုမျိုးရှိုက်တန်ညနာတိလာတဲ့ပုံစံကိုကျွန်တော်ကထင်အောင်ထင်မှဖြစ်တဲ့ဒါကိုကျွန်တော်သိထားမယ်ကျွန်တော်တို့ယုံကြည်ထားမှာပါလေကျွန်တော်တို့ရဲ့ဝိညာဉ်ကခန္ဓာကိုယ်ကနေထွက်သွားပြီးဆိုရင်ဟလာသူပြန်မလာတော့ဘူးမိမိအိမ်ကိုလည်းမလာဘူးအဲလာမအောင်လားပုံစံတစ်ခုပဲရှိတယ်အဲ့ဒီကဘာရမှာသူ့ကိုမင်းကိုဖြေဖို့အတွက်မင်းကိုမေးဖို့အတွက်ဝိညာဉ်ကတစ်ခါပြန်လာမယ်။လာပြီးတော့မှ အဲ့ဒီမိကိုဖြည့်ပြီးသွားတဲ့ခါကျရင်ဝိညာဉ်ကိုသူ့နေရာသူပြန်ပို့လိုက်တဲ့ခါကျရင်လောကအဲ့ဒီဝိညာဉ်ကသူ့နေရာမှာသူရှိနေမယ်ဒါကြာမတ်ဟာပြန်လဲရှင်းထားဒီအဲ့ဒီပုံနာမှာသွားနောက်တစ်ခုကဒီမှာမိလာတာကပါမိလာလဲဆိုတော့ဟလာဆွေဒီကဘရကဆိုရတဲ့ပုဂ္ဂိုလ်ကအိန္ဒိုအိန္ဒာရီအစ္စလာမ်ဆွာပို့မှာကိုမျောကိုနေတယ်ဆိုတာကတော့ဟာဒီသ်တော်မှာလာရှိတယ်ဟာဒီသ်မှာဟာဒီသ်ကျမ်းမှာထောက်ထားရှိတယ်ဟလာကုရမတ်ကဘလောက်ဒီပြောလားကာကလ်ဂရီကလ်မန်ဂူစ်လို့တောင်းတာဟာယေနနဲ့ပုဂ္ဂိုလ်ကဟလာ အမိန်အလားအကူညီရဖို့တောင်းတနေတယ်လို့ပဲကဘရောက်ထရဆွေဘကဘရကမိမိရဲ့ဖခင်နေအလားအမေတွေအကူမောင်နှမတွေဆွေမျိုးသားတွေနေအစ္စလီဆွာပို့မှာကိုမျောနေကြဒါကြောင့်ကျွန်တော်တို့အလားအသားကိုကျွန်တော်တို့တိထားမှာပါလေပုံမှန်ကျွန်တော်တို့ရဲ့ဆုံးသွားတဲ့ကျွန်တော်တို့ရဲ့အမေနှမတွေကျွန်တော်တို့မဟုတ်မနေဒါရီဒါနိုင်နာတွေဆွေမျိုးသားချင်းတို့အများနဲ့တတ်နိုင်တော့နေ့စဉ်အလားလွယ်ကူတဲ့အလားအမလ်တစ်ခုလုပ်ပြီးတော့အများနဲ့အစ္စလီဆွာပို့တဲ့ဒါသူတို့ကအများနဲ့ဒီအစ္စလီဆွာကိုမျောနေတယ် အဲ့တော့ရောက်လာတဲ့ခါကျရင်တို့ကတော်တော်ပဲဒီအစာလေးစွားတွေကိုခံစားရင်းနဲ့တို့တော်တော်ပျော့ကြတယ်အဲ့အဲ့ပုံမှာနောက်ထပ်ဟလာအရှိမမင်းကိုလည်းရှိနေတယ်ဆိုတော့ဒါတော့လည်းပဲဟလာဒီမင်းကိုဟလာရလိုက်ဒရုထမေဘုံကိုဆရာမူဖတီအိုဘေဒူလာကဖြေချပေးမှ ဖြစ်ပါတယ်။ကိုနေဖုံးခါကမေးထားပါတယ်။သာသနာပညာရှင်ဆရာများခမညာအောက်ပါအကြောင်းအရာနဲ့ပတ်သက်လို့ဂျေဇူးပြုပြီးဖြေချပေးစီခြင်းတယ် နမတ်ဖတ်နေတာမွေကင်းစသဖြင့်အန္တရာယ်ရှိတဲ့အကောင်တကောင်ကောင်ကအရှိမရောက်နေတဲ့အဲ့ဒါနမတ်ဖြတ်လိုက်ရမလားဒါမှမဟုတ်ဆက်ဖတ်ရမလားဆရာဘစ်မ illah အရ်ရဟ်မန်အရ်ရဟိမ်ဖီကာဘီနာရှင်နဲ့အမေရှိတယ်နမတ်ဖတ်နေတဲ့အချိန်မှာမိမိအရှိကိုမွေကင်းအစရှိတဲ့အန္တရာယ်ပြီးမဲ့တရိတ်ဆန်တကောင်ကောင်ရောက်ရှိလာတယ်ကိုယ်ကိုအန္တရာယ်ပြီးမှကိုစိုးရင်ရတဲ့အချိန်တွေဖြစ်လာတယ်ဆိုရင်အဲ့လိုအချိန်တွေမှာ အဲ့ဒီငွေကင်းစာရတရိဆန်ကိုတပ်ပိုင်ခွင့်ရှိတယ်။ပညာရှင်တွေအမေရှိတဲ့အကယ်၍အမလီကလီလ်နဲ့အမလီကလီလ်နဲ့တလူရနမာဇီပုံမှန်တဲ့မပြတ်ဘဲနဲ့လက်တစ်ဖက်တည်းနဲ့တော့လိုရတဲ့အချိန်တွေဆိုရင်အမလီကလီလ်နဲ့တက်လိုက်ရမယ်ပြီးရင်နမာဇ်ကိုဆက်ဖတ်လိုက်ရမယ်။ဒါပေမဲ့အမလီကလီလ်နဲ့တက်ဖို့မဖြစ်နိုင်ဘူးအမလီကစီနဲ့တက်မှပဲရမယ်ဆိုရင်အဲ့ဒီချိန်တွေအဲ့ဒီချိန်တွေမှာနမာဇ်ကို ဖြတ်ပြီးတော့အဲ့ဒီတရိဆန်ကိုတက်မယ်ပြီးရင်နမာဇ်ဖတ်လိုက်ရမှာဖြစ်တယ်။ဟာဒီသ်တော်မှာလည်းနဆာအီရဲ့ နစာဂျီချန်တဲ့မှာအဒတ်အဘူဟူရိုင်ရာရာဒီအလာဟူတာလာအန်ဟူရီဝါယတ်ထဲမှာလည်းတမန်တော်ဆလလောလိဝဆလမ်ရဲ့ဟာဒီသ်တော်လာရှိတယ်တမန်တော်ဆလလောလိဝဆလမ်ကနမာဇ်ရဲ့အခြေအနေမှာအဲ့လိုအစဝဒိုင်းဒုက္ခပေးတဲ့မွေခင်စားတဲ့တရိစ္ဆာန်တွေကိုနမာဇ်ဖြတ်ပြီးတတ်ဖို့အတွက်အမိတ်ပေးထားတာအကြာသက်ပေးထားတာအဲ့လိုဟာဒီသ်မျိုးလာရှိထားစမမေဂုံကိုဆရာမုဖတီဟာဆန်ကဖြေချပေးမှဖြစ်ပါတယ်။ထိုင်းနိုင်ငံမဲဆောက်မျိုးကအီစာပိုင်ကမိထားပါတယ်။တာသမီးတွေက တက်တက်မြမြနေထိုင်ကြရင်ပွေလွန်သွားတဲ့မိဘတွေအတွက်ရည်စိုးပြီးပလီတွေကျောင်းတွေသူစင်းရဲတွေကိုလှူဒန်းပေးကမ်းမယ်ထိုနည်းသူစွာတားတွေကဇေယရက်သွားရောက်လှုပ်ပြီးယင်တမီးမင်းကလေးတွေကလည်းအိမ်ကနေမိဘတွေအတွက်အမြဲရည်စိုးပြီးအလှဒါနဖြစ်စေအီစာလီဆဝအနေနဲ့ကျမ်းတော်မြတ်ကော်ရာဖြစ်စေဇေကေရဖြစ်စေဖိုက်ရုပ်ပို့တာပေးပါကကွယ်လွန်သွားတဲ့မိဘတွေက ကဘရရဲ့လင်းဝင်းကောက်ပါမှုမှာခေါင်းအေးအေးနဲ့နေရပြီးမဆုံးသောလမ်းမှာရှင်သန်ခြင်းတစ်မျိုးနဲ့ရှင်သန်နေကြတဲ့မရဟွန်ပွဲလွန်သူတွေအချင်းချင်းရဲ့ရှေ့မှာဂုံယူနေကြပြီးသူတို့တားသမီးတွေကဖိုက်ရုပ်ပုတ်တာပေးလိုက်တာကိုကြားသိနေရတယ်ဆိုတာဟုတ်ပါသလားဆရာမိကွန်ဖတ်သွားပြီးတဲ့ဆရာနဲ့ဤအစီအစဉ်ရဲ့အပတ်စဉ်တိုင်းမှာအလှည့်ကြလာရောက်ဖြေချပေးနေကြတဲ့ဆရာသခင်များအားလုံးကို အလ္လာရှင်မြတ်သခင် နဘာဝနှစ်ဌာနစလုံးမှာအောင်မြင်မှုပေးတော်မူပါစေအာမင်ဘစ်မိလ္လာဟိရ်ရဟ်မာနိရဟိမ်အခုမိလာတဲ့ဒီမိကုမှာအပေါ်မှာပထမဆုံးမိလာတဲ့မိကုနဲ့တူတဆက်တယ်ပဲပေါ့ဟလာအဲ့ဒီဒုတိယမိကုမှာသူမိလာတာကဟလာဟလာအကယ်၍အိမ်လူအင်သားတွေမိသားစုတွေဟလာတစ်ခုတစ်ခုလောက်ပြတော့နေကီကောင်းမှုတစ်ခုလောက်ပြီးဆွာပို့တယ်ဆိုရင်မိသားစုတွေအဲ့ဒီမရဟုမ်တွေကိုရောက်ရှိသလား သူတို့ဒီဟလာဆဝါပတိကိုရပါတော့ဟလာသူတို့ရဲ့အစင်နာနေမြင့်သွားသလားကဘာအဇာကနေလွတ်သွားသလားဟလာဒီပုံစံနေရှိတာပေါ့ဆိုတော့ဟာဒီသ်မာရောဟာဒီသ်တော်မာရောလာရှိတယ်ဟလာအဲ့ဒါအနက်အဒီလောတော့ခင်ကုရမဆဆမ်ကိုမေးတယ်။ဘာမီးလဲဆိုတော့ယာရာဆူလလာအင်နာနတ်ဆဒကူအန်မောတာနာဝနဟုဂျူအန်ဟွမ်ဝယကူလဟွမ်ဖာလ်ယဆလူဇာဒီကာအီလိုင်ဟင်ဟောလာနအမ်ဆိုကုရမကဟာဒီသ်တော်မာဟလာ အဒီဆိုမှာဒါအနက်ကကိုမကူမနီယာဆူလလာကျွန်တော်တို့တေးသူရဲ့အတွက်ဆက်ကာလုပ်တယ်ဟတ်စီလုပ်ပြီးတော့ဆဝါပ်တီပို့တယ်ဒါမှမဟုတ်တော့ကျွန်တော်ဒူအာရီတောင်းပေးတယ်ဆိုရင်အဲ့ဒီလုံးလိုက်တဲ့နေကီတွေကအဲ့ဒီမရက်စီကိုရောက်သလားမရောက်ဘူးလားမေးတဲ့ချိန်မှာကိုရိုမက်ကတော့ရောက်ဟာလာသူတို့စီကိုရောက်တယ်သူကရောက်တဲ့ပုံမှာအဲ့ဒီစွိုင်းဘီကဘာကအကရေတူဟာလာနောင်စီဘီလာဂူနာဂါဖြစ်နေမယ်ဟာလာကဘာအဇာဘ်ခံရရတယ်ဆိုရင်အဲ့ဒီရှင်လူတွေရဲ့ဒီပို့တဲ့ဆဝါပ်တီကိုအကြောင်းခံမလို့ ဒါပေမဲ့အစားကနေလုံငင်းချနာခွင့်ရနိုင်တယ်ပြီးတော့သူ့ရဲ့အစ်စ်နန်းကိုလည်းအလားမြင့်တည်တဲ့အကြောင်းကဖြစ်တယ်။ဒါကြောင့်အလားနောက်ဟိုဒီဘုံမှာလာရှိတယ်ကိုရမဆုံကဘယ်လောက်ထိအမိတ်ရှိလဲဆိုရင်အဲ့ဒီအလားရှင်တဲ့လူတွေကအဲ့ဒီဆုံးသွားတဲ့လူတွေကိုပို့လိုက်တဲ့အဲ့ဒီဆော်အပ်တွေကရှင်တဲ့လူတွေအဲ့ဒီဆော်အပ်တွေကိုရောက်ပြီးတော့အလားတို့ကအစတရားတို့ကနီကီကောင်းတဲ့လူတွေဖြစ်တယ်ဆိုရင်ဒီဆော်အပ်တွေကိုကြည့်ပြီးတော့တို့တော်တော်ပဲပျော်တယ်ပျော်တယ်ဟာလားအချင်းချင်းမှာတို့ဂုံယူပြီးတော့ ကိုယ်ယူကြတယ်ငါရဲ့သားကငါ့ကိုဘယ်လိုစွားပို့တယ်ငါရဲ့သားလားတမီးကဘယ်လိုပို့တယ်အမျိုးသားကဘယ်လိုပို့လဲမိဘတွေကဘယ်လိုပို့ပေးလဲဆိုတာကိုဒါတို့ကိုယ်ယူကြတယ်ပြီးတော့တို့ဒီစွားပို့အခြေခံမှာတော့တို့အစ်စ်နားနေကိုလည်းအလာမြင့်တင်ပေးတယ်အကဲကဘရဇာအလာမလို့ပါတယ်ကဘရဇာခံရရဆိုရင်လေအဲ့ဒီစွားပတီကိုပို့ရင်ပို့ရင်အဲ့ဒီပို့ကကဘရဇာကောင်းတယ်လို့ညချနာခွင့်ရမယ်အကြောင်းကလည်းဖြစ်သွားနိုင်ဟလာပြီးတော့နောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့ဆုံးသွားတဲ့အဲ့ဒီမရက်ဟလာတေလူတွေနဲ့ပတ်သက်ပြီးတော့ ဟာလာကျွန်တော်တို့မှာတာဝန်လည်းရှိတယ်အထူးအဖြစ်မိဘနှစ်ပါးနဲ့ပတ်သက်ပြီးကျွန်တော်တို့အမြဲတမ်းဟာလာဟာဒီဆောမှာလာရှိတယ်ကုရမဆောမှာအမေ့ရှိတယ်အတန်နဲ့တို့တာမီးတာမိဘရဲ့ကဘတ်တွေကိုအတန်တို့တပတ်မှာတရက်ဂျော်မာနီမနက်မှာဟာလာသွားပြီးတော့ဇီယာလုတ်တင်လဲလုတ်ပြီးတော့သူတို့အစ္စရေးဆွာပို့တယ်ဒါကြောင့်အဲ့ဒီအစ္စရေးဆွာကဟာလာသူတို့တဲ့တော်တော်ပဲတာမှုရှိတဲ့အရာဖြစ်တယ်သူတို့ရဲ့အစ်စင်နာနေကိုမြင့်တင်ပြမယ်အကြောင်းကလည်းဖြစ်တယ်ဟာလာသူတို့ရဲ့ဟာလာကဘတ်မှာခံရတဲ့အဇာမ်ကိုတဲ့အလောစနာ လူငင်းချမ်းသာမှုပဲမြဲအကြောင်းကဖြစ်တဲ့အတွက်ကြောင့်ဒီအမဲလူကိုကျွန်တော်တို့အမြဲတမ်းလုပ်တယ်သထမမိကုန်းကိုတော့ဆရာမူဖတီအိုဘဲဒူလာကဖြေချပေးမှာဖြစ်ပါတယ်ကိုအောင်ဖြိုးကမေးထားပါတယ်စားပိုက်ခွင့်ရှိတော့ကြက်တာအမဲတာစိတ်သားတို့ကိုတစ်ခါနှစ်ခါဆေးကြောပြီးတွေးရောင်ရှိတော့ရေးချမ်းနေလျင်ထမ်းမှန်စေထမ်းမှန်မဆေးကြောပဲစားကုန်ချင်းပိုင်ပါသလားဆရာ တခါနခါဆေးကြောပြီးသွေးရောင်ရှိတော်ရေကိုထမ်းမှန်ဆေးကြောရန်လိုအပ်ပါသလားဆရာ။ Bismillahir Rahmanir Rahim ။ Halal တရိษံတကောင်ကိုဇဘာလှုပ်ပြီးတဲ့နောက်ပိုင်းမှာအဲ့ဒီလယ်လီးပြီးတဲ့နောက်ပိုင်းမှာထွက်လာတဲ့သွေးကိုတမီမစဖူးလို့ခေါ်တယ်။စီးသွေးတော်သွေးလို့ခေါ်တယ်။အဲ့ဒီတမီမစဖူးက haram ဖြစ်တယ်။ najis ဖြစ်တယ်၊ napal ဖြစ်တယ်။ ဲ့ဒီ halal တရိษံကိုဇဘာလုတ်ပြီးတဲ့နောက်ပိုင်းမှာဒီ damage masfu ထွက်ပြီးကင်းရှင်းသွားပြီးတဲ့နောက်ပိုင်းမှာအဲ့ဒီ halal တရိษံရဲ့အသားတွေကိုခုတ်ထစ်ပြီးတော့အဲ့ဒီ halal တရိษံရဲ့အသားတွေကိုခုတ်ထစ်တဲ့အခါမှာအနှင်းငယ်သွေးတွေအသားတွေကသွေးတွေအယူတွေကသွေးတွေအနှင်းငယ်ထွက်လာအဲ့ဒီသွေးတွေကိုမဆေးပဲနဲ့ဒီတိုင်းပဲချက်ပြုတ်မယ်ဒီတိုင်းပဲစားတောင်းမယ်ဆိုရင်အဲ့ဒီအသားက halal ဖြစ်တယ်ဂျိုင်းစ်ဖြစ်အဲ့ဒီသွေးကနာပါးမဟုတ် ထဲ၍ဒီဒမ်မတ်စဖူးကင်းစင်သွားပြီဒမ်မတ်စဖူးတွေအလုံးထွက်သွားပြီအဲ့ဒီအသားထဲမှာအနှဲငယ်သွေးတွေကြန့်ရှိခဲ့တယ်အယိုးထဲမှာအနှဲငယ်သွေးတွေကြန့်ရှိခဲ့တယ်ဆိုရင်လည်းအဲ့ဒီအသားတွေအယိုးတွေကိုမစည်းမနဲ့ချက်ပြုတ်မယ်ဆိုရင်စားတောက်ပိုင်ခွင့်ရှိတယ်ဒါပေမဲ့အကောင်းဆုံးကတော့ဆေးကြောပြီးမှချက်ပြုတ်စားတောက်ခြင်းကတော့အကောင်းဆုံးပဲဖြစ်တယ် အလ်ဟမ်ဒူလ illah အခုလိုဖြည့်ချပေးထားတဲ့ဆရာနှစ်ပါးစလုံးကိုအလ္လာဟ်ဆုဘဟာနဟူဝတအာလာဒုနီယာအာခီရတ်နှထာနာစလုံးမှာဇာဇာယီခိုင်ကောင်းတော်အစာချီးမြှင့်တော်မူပါစေကြည့်ရှုနားရှင်နေတဲ့မိတ်ဆွေများအားလုံးကိုလည်းအလ္လာဟ်ဆုဘဟာနဟူဝတအာလာလက်တွေ့အမလုံနိုင်တဲ့တော်ဖီဆွာချီးမြှင့်တော်မူပါစေအင်ရှာအလ္လာဟ်ဒီတကားတော့ဒီလောက်ပါပဲလာမယ့်ပတ်မှာပြန်လည်စုံစည်းကြမှာဖြစ်ပါတယ်အစ္စလာမူအလัยကွမ်ဝါရဟမတူလလာဟီဝဘာဝကာတူ